ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာအင်္ဂလိပ်စကားအားနည်းတဲ့သူများအတွက်ကျွန်တော်ဘာသာပေါင်းစုံကိုအားနည်းနေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်သွားပြတော့ပါဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဘာသာစကားအားနည်းနေတဲ့သူများအတွက်ကျွန်တော်လည်းဘာသာစကားကိုအားနည်းနေပါတယ်ကျွန်တော်လည်းဒီနီလန်းနဲ့ပဲအသုံးပြုနေတာဖြစ်တဲ့အတွက်ကိုမျက်စိတို့အတွက်နီလန်ကောင်းလေးကိုပဲပြန်လဲပြီးတော့ဆဲမင်းလှုပ်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ ဒီ HA ပြီးတော့ YouTube channel ကနေပြန်လဲပြီးရောကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာဆိုလို့ရှိရင်တော့ဘာသာစကားအားနည်းတဲ့သူများအတွက်ဘာသာစကားမျိုးစုံကိုတခြားလူတွေပြောတဲ့ကာပဲဖြစ်ဖြစ်ကျွန်တော်တို့က online ပေါ်ကနေပြီးရောမှဒီ account တစ်ခုကို shop တာပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကိုလေ့လာနေတာပဲဖြစ်ဖြစ်အင်္ဂလိပ်စာတွေဘယ်လိုမျိုးဖတ်ရမလဲဘယ်လိုမျိုး translate နဲ့ကြည့်လို့ရတယ်ကျွန်တော်တို့ကမြန်မာစကားတစ်မျိုးပဲတတ်တယ် ထိုင်းစကားတွေကိုဘယ်လိုမျိုးကြည့်ရမလဲဘယ်လိုမျိုးဖတ်လို့ရတယ်ဆိုတာကိုဒီကနေ့မှာအသေးအစိတ်ပြန်လဲပြီးတော့ share လုပ်ပေးသွားမှာ ဖြစ်ပါတယ်ဗျာဒီဗီဒီယိုကဆိုလို့ရှိရင်တော့လူတိုင်းအတွက်ကိုကျွန်တော်တို့ကလူတိုင်းမှာတော့ဘာသာမျိုးစုံတော့ကျွမ်းကျင်တဲ့လူတော့အဲရှိမှာမဟုတ်ပါဘူးဗျအဲ့ဒီတော့ကိုဘာသာစကားအင်္ဂလိပ်စကားတက်နေတဲ့လူပဲဖြစ်ဖြစ်မတက်တဲ့လူပဲဖြစ်ဖြစ်ပြပမှာပဲရောက်နေတဲ့သူများဆိုပြီးတွင်းမှာပဲနေထိုင်နေတဲ့သူများဒီဗီဒီယိုလေးကို အစာဆုံးလေးကြည့်ဖို့တော့လိုအပ်ပါမယ်တကယ်လို့မှတိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုကြော်သားပေးသွားပါဒါဆိုလို့ရှိရင်ဗီဒီယိုလေးကိုစလိုက်အောင်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီကျော်ရဲ့စာတယောက်နဲ့တယောက်နဲ့စာပို့တဲ့အခါမှာကျွန်တော်တို့ကဒီ fault ဆိုတာလိုအပ်ပါတယ်ဗျ fault ဆိုတာကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ညီမနိုင်ငံမှာဆိုလို့ရှိရင်တော့ G vote တွေတုံးမယ်ကျွန်တော်တို့က ဒီ vacan keyboard တွေတုံးမယ် fusion keyboard တွေတုံးမယ်ဗျဖောက်တွေကိုဒီကျွန်တော်တို့ကမြန်မာဖောက်တွေကိုအများကြီးတုံးနေကြတယ်ဗျဒီဖောက်တွေအများကြီးတဲကမှကျွန်တော်က gvoke အကြောင်းလေးကိုပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီ gvoke ကဆိုလို့ရှိရင်တော့မြန်မာနိုင်ငံတနိုင်ငံတဲကိုအသုံးပြုနေတာမဟုတ်ပါဘူးဗျသူကတကဘာလုံးနဲ့ပတ်သက်ပြီးတော့ဒီ gvoke ကိုတုံးပြုနေတာဖြစ်တဲ့အတွက်ကိုကြွမ်းကြွမ်းကျင်ကျင်ဘယ်လိုမျိုးတုံးရမလဲဒါကြောင့်တခြားလူကနေပြီးတော့အင်္ဂလိပ်စာတွေပို့လိုက်အခါမှာ ဘလိုမျိုးဒီအင်္ဂလိပ်စာတွေကိုကျွန်တော်တို့ကဒီအင်္ဂလိပ်စာတွေကကျွန်တော်ကိုကိုနိုင်ကလည်းကျွမ်းကျင်စာမဖတ်တတ်ပါဘူးဗျ။အဲကြောင့်မလို့ဒီတချို့ကနေပြီးပို့လိုက်တဲ့စာတွေ online ကစာတွေကိုဘလိုမျိုးကျွန်တော်တို့ကဘာသာပြန်မြန်မာလိုမျိုးဘလိုမျိုးပြန်ပြီးတော့ဖတ်လို့ရတယ်ဖတ်လို့ရတယ်နီလန်းလေးကိုပဲကျွန်တော်ပြောပါပြောပြပေးသွားမယ်။တကယ်လို့မှမလောက်တတ်ဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဆုံးထိကြည့်သွားပြတော့ပါ။ ရမောင်းဆုံးကျွန်တော်တို့က play store တက်ကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်။ app store တက်ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင် application app နှစ်ခုကို down ပေးရမှာဖြစ်ပါတယ်ဗျ။ပထမဆုံး app ကဆိုလို့ရှိရင်တော့ကျွန်တော်တို့က gvote ကို down ပေးရမှာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ဒီ gvote ကို down ပေးရမှာဖြစ်ပါတယ်ဗျာနော်။ကျွန်တော်ကတော့ gvote ကို down ပြီးသွားဖြစ်တဲ့တော့ကိုကျွန်တော်ဒီ video မှာ down မပြတော့ပါဘူးဗျ။နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ကလမ်းပါဗျ။ l e n s လမ်းပါဗျာနော်။ လမ်းဆိုတဲ့ဟာလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာကိုကွဲလမ်းကိုတွေ့ရပါလိမ့်မယ်ဗျာနော်အဲ့လမ်းလေးကိုလည်းကျွန်တော်တို့ကတစ်ချက်ဒီ application လေးကိုဒေါင်းထားပေးသွားပါဒီနှစ်ခုလေးကိုဒေါင်းထားပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်ပါမယ်ဒီ application ဟာဆိုလို့ရှိရင်တော့လူအသုံးမများတယ်များတယ်ဒီမှာဆိုလို့ရှိရင်တစ်ချက်ကြည့်လိုက်ပါဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအမှ1 VDN အောင်ရှိပါတယ်ဗျာနော်ဒီ Gmail မှာဆိုလို့ရှိရင်လည်း1 VDN plus ရှိပါတယ်ဗျာနော် ။ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်ဗျ။ပထမဆုံးကျွန်တော်တို့ကဒီ Gvoke ကိုဒေါင်းလာပြီးတော့ဖြစ်တဲ့တော့ကိုကျွန်တော် Gvoke ရဲ့ setting လေးကိုတွားပြီးတော့ချိန်ရမှာဖြစ်တဲ့တော့ကိုကျွန်တော် Gvoke setting လေးကိုတစ်ချက်ဝင်လိုက်ပါမယ်။အဝင်ပြီးတွားပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ line query ကိုတွားပြီးတော့ချိန်ရမှာဖြစ်ပါတယ်ဗျ။ဒီ language မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအင်္ဂလိပ်ဘာသာတစ်မျိုးပဲရိုက်ထားတာဖြစ်ပါတယ်ဗျ။အင်္ဂလိပ်ဘာသာတစ်မျိုးပဲရေးမယ်ဆိုလို့ရှိရင်တော့ဒီညမှာကျွန်တော်တို့ကအင်္ဂလိပ်လိုပဲပေါ်လာမယ်။ညီမစာရေးဘာညာဘာမှမပေါ်ပါဘူးဗျ။ အဲကြောင့်မလို့ကျော်ဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာဖောက်လေးကိုထည့်ရမှာဖြစ်ပါတယ်ဗျာမြန်မာဖောက်လေးကိုထည့်လိုက်မယ်ဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်မြန်မာကိုအကုန်လုံးရွေးလို့ရပါတယ်ဗျာနော်မိတ်ဆွေလို့နေမယ်မြန်မာကိုစိတ်နဲ့တက်တဲ့ဟာကိုရွေးလို့ရတယ်ကျွန်တော်ကတော့ဒီချီရဟာကိုရွေးလိုက်ပါမယ်ဗျာရွေးပြီးတော့ဆိုလို့ရှိရင်တော့ဒီအောက်ဆုံးကဒန်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျာနော် အဲတန်းလေးကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာမြန်မာဖောက်ရလာပြီ။မြန်မာဖောက်ရလာပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်စာလေးကိုတစ်ချက်ရိုက်ပြမယ်။ဟာမြန်မာစာလေးပေါ်လာပါပြန်နော်။မြန်မာစာလေးပေါ်လာပါပြီ။အဲပေါ်လာပြီးသွားပြီဆိုလို့ရှိရင်တော့မြန်မာဖောက်ကတော့ရသွားပြီ။ဒီမြန်မာဖောက်ကိုကျွန်တော်တို့ကဒီလှလာလေးဘယ်လိုမျိုးဖမ်းရမလဲဆိုလို့ရှိရင်ဒီကောင်လေးဒီတင်းတဲ့ကိုတစ်ချက်ဝင်လိုက်ပါပြန်နော်။ဒီတင်းတဲ့ကိုတစ်ချက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့မိတ်ဆွေလို့အနေနဲ့ ဒီမှာကျွန်တော်ဆိုလို့ရှိရင်ပြောင်းလာတာရှိပါတယ်ဗျာဒီမှာဆိုလို့ရှိရင်နောက်ခံပုံလေးတွေထည့်ထားတာဖြစ်တယ်ဗျာနော်ဒီနောက်ခံပုံလေးတွေထည့်ထားတယ်ဒီကောင်လေးဒီကောင်လေးอ่ะဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်ပိတ်လိုက်ပါပိတ်လိုက်လို့ရှိရင်တော့ဒီမှာဒီစာသားလေးရဲ့နားမှာအဝိုင်းလေးတွေမတွေ့မရှိတော့ဗျာတွေ့လားအဝိုင်းလေးတွေမရှိတော့တကယ်လို့မှဒီအဝိုင်းလေးတွေကိုပေါ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအောက်ကဟာလေးကိုကျွန်တော်တို့ကတစ်ချက်ဖွင့်ပေးလိုက်ပါ formula ဆိုလို့ရှိရင်တော့ဒီအောက်ဆုံးမှာ offline ဆိုတာရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ဆိုလို့ရှိရင်တော့ဒီကောင်လေးကအောင်မြင်သွားပြီဖြစ်ပါတယ်ဗျဒီကောင်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ fault တွေကအလှလေးတွေနောက်ခံ background ကပုံလေးတွေဘလိုမျိုးထည့်ရတွေအားစကျွန်တော်အသေးစိတ်လေးကိုမျှဝေပြီးသွားတာဖြစ်ပါတယ်ဒီပုံလေးမှာမကြိုက်ဘူးကျွန်တော်နောက်ထပ်ပုံတစ်ပုံထပ်ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ plus ကိုနှိပ်လိုက်ပါ အနေပြီးလိုက်ဆိုလို့ရှိရင်တော့မိတ်ဆွေလိုစံနေတဲ့ပုံကိုကျွန်တော်တို့ကချိန်လို့ရပါတယ်ဗျာနော်မိတ်ဆွေလိုစံနေတဲ့ပုံကိုချိန်လို့ရပါတယ်ကျွန်တော်ကတော့အရင်ဆုံးအစမ်းချိန်ပြပေးသွားမယ်ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးကိုကြိုက်တယ်ဆိုရင်ဒီကောင်လေးကိုချိန်လိုက်ပါမိတ်ဆွေလို ပုံစံကြိုက်တဲ့ဟာလေးကိုကျွန်တော်တို့အချိန်ဘယ်လိုမျိုးရွေးချင်တာလဲဆိုတော့စံနေတဲ့လေးကိုရွေးလိုက်ပါရွေးပြီးသွားဆိုလို့ရှိရင်တော့ဒီအောက်ဆုံးက next ကိုရွေးလိုက်ပါ ရေရိုက်ဆိုလို့ရှိရင်တော့ဒီကောင်အတိုးချော့လုပ်လို့ရပါပြီဗျာနော်။နောက်က background ကအတိုးချော့လုပ်လို့ရတယ်။ပေရွယ်စားလို့ကြိုက်တယ်ဆိုတော့မေးဆွေလိုဘတ်တူဒီမှာရာခိုင်နှုန်းအလိုက်ကျော်ကြည့်ပြီးတော့ချိန်လို့ရတယ်။ဒီမှာချိန်ပြီးတော့ဆိုလို့ရှိရင်တော့ဒီမှာ dance ကိုနှိပ်လိုက်ပါ။နှိပ်ပြီးတော့ဆိုလို့ရှိရင်တော့ဒီ fault ပုံစံလေးကပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ဗျာ။ဒီကောင်ပြီးလို့ရှိရင်တော့အောက်ဆုံးက offline ကိုနှိပ်လိုက်ထားတယ်ဒီမှာတစ်ခုဖြစ်လာပါပြီဗျာနော်။ဒီမှာဆိုလို့ရှိရင်တော့ဒီမှာနှစ်ခုဖြစ်လာပါပြီဗျာ။ခုနကတော့အရင်ဆုံးမှာတစ်ခုရေးထားတယ်ဒီနောက်ဆုံးမှာတစ်ခုဖြစ်လာတယ်။ဒီဟာပြီးလို့ရှိရင်တော့ကျွန်တော်ဒီ ဟုတ်ဂျီဘိုးရဲ့အကြောင်းလေးကိုစတင်ပိုင်းလေးကိုကျွန်တော်တို့ကချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျော်တို့ရဲ့ဖုန်းရဲ့စတင်နှုတ်ကိုတစ်ချက်သွားပေးရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ဖုန်းရဲ့စတင်နှုတ်ကိုတစ်ချက်သွားလိုက်မယ်ဟုတ်ကဲ့သွားလိုက်မယ်သွားပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနည်းနည်းလေးဆွဲပြီးတော့မှကျွန်တော်တို့ကတို့တို့ရဲ့ fault တဲကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ်ဗျာနော်ဒီမှာ fault တဲကိုဝင်ရမှာကျွန်တော်တို့ဒီမှာ general message map တဲကိုဝင်လိုက်ပါ ဒီဖုန်းတစ်လုံးတစ်လုံးနဲ့ရနေပြီးတော့မှဖုန်းဆက်တင်တွေကမတူညီတာဖြစ်တဲ့တော့ကိုဒီနေရာမှာလွဲကောင်းလွဲနိုင်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ language ရာ keyboard ကိုအရင်ဆုံးရှားပြီးတော့မှဝင်ပြီးတော့ရှင်းပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Samsung ဖုန်းဖြစ်တဲ့တော့ကို Samsung ဖုန်းနဲ့ကင်ဆောင်ထားလိုက်တူတန်းတော့တူညီပါလိမ့်မယ်ဗျဒီမှာဆိုလို့ရှိရင်နှိပ်လိုက်ပြီးနှိပ်ပြီးသွားပြီးဆိုတာနဲ့ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ 6တွေကိုအရင်ဆုံးရှင်းပြရမှာဖြစ်ပါတယ်ဒီမှာတစ်ချက်သွားပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးတော့ဆိုရင်ဒီအောက်ကဂျီဘုတ်စက်တင်တော့ကိုတစ်ချက်ဝင်လိုက်မယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီစက်တင်တွေကနေပြီးတော့လည်းသွားပြီးတော့ဂျီဘုတ်စက်တင်ကိုသွားပြီးတော့ရှင်းလို့ရပါတယ်ဗျအဲဒီလိုမျိုးရှင်းပြီးသွားပြီးဆိုလို့ရှိရင်တော့ဒီနေရာမှာနောက်ထပ်တစ်ခုမဲဆွေလိုနေနဲ့မှားနေတဲ့တစ်ခုလေးရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်အရင်ဆုံးထောက်ပြခြင်းလို့ကျွန်တော်ဒီဂျီဘုတ်ဒီစက်တင်တွေတော့ကိုဒီဖုန်းရဲ့ setting တွေကိုတစ်ချက်ဝင်ပြပေးတာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ Gvox setting လေးကိုချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျော်တို့ရဲ့ဖုန်းတက်ဆိုင်ရာဖုန်းပေါ့တချို့ကြတော့ဆန်ဆောင်နေကြတယ်တချို့ကြတော့ media ကြတယ်ဒီနေရာမှာကဒီ Gvox ကကျော်တို့က Oppo လို့ Vivo လို့မှာကျော် setting တွေတွားပြီးတော့လည်းချိန်လို့မရတယ်လို့ဒီ Gvox ကိုအသုံးပြုလို့မရသေးပါဘူးဗျတချို့ brand မြင့်တဲ့ဖုန်းတွေမှာ Vivo ဆိုလို့ရှိရင် Vivo ဖုန်းဈေးကြီးတန်းနေဖုန်း brand မြင့်တဲ့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ရာကောင်းရနိုင်ပါလိမ့်မယ်ဗျာ ဒီ setting လေးတော့ကိုတစ်ချက်ဖုန်း setting တော့ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ဆုံးကကျတို့ keyboard list and w ဆိုလဲဟာလေးကိုတစ်ချက်ဆက်ပြီးတော့ဝင်ပေးလိုက်ပါအဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီ keyboard ကိုမတုံးသေးတဲ့သူအတွက်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျတို့ဒီကောင်ကဒီ keyboard ကပိတ်ကောင်းပိတ်နေနိုင်ပါလေဗျပိတ်နေတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာပြွားပြီးတော့မှဖွင့်ပေးလိုက်ပါဒီနေရာမှာကျတို့ပိတ်လိုက်ပြီဒီလိုမျိုးပိတ်နေတယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုဖွင့်ပေးလိုက်ပါ ဖွင့်ပြလိုက်ဒီမှာ OK လေးလောက်လိုက်ပါလောက်လိုက်ပြီဆိုတာနဲ့အပေါ်ဆုံးမှာကျွန်တော်တို့ကဒီ debug key vote ဆိုတာရှိပါတယ်ဗျအပေါ်ဆုံးကကျွန်တော်ဝိုင်းပြတဲ့ဟာလေးကိုတစ်ချက်ဝင်ပေးလိုက်ပါဝင်ပြီးလိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစာရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က g vote တုံးမယ်ဆိုလို့ရှိရင်တော့ g vote ကိုရေးပေးလိုက်ပါရွေးပေးလိုက်ပါတကယ်လို့မှ g vote မတုံးဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းကဆန်ဆောင်ဖြစ်တဲ့တော့ကိုဆန်ဆောင် keyboard ကိုရွေးပေးလိုက်ပါကျွန်တော်ကတော့ g vote ကိုအသုံးပြုမှဖြစ်တဲ့တော့ကိုကျွန်တော် g vote ကိုဆက်ပြီးတော့ ရွေးပေးလိုက်ပါမယ်ဗျရွေးပေးလိုက်ပြီဆိုလို့ရှင်တော့ကျွန်တော်တို့က setting ဘိုင်းနေရာစာဖုန်း setting တွေကျွန်တော်တို့ gvote setting နေရာစာချိန်ပြီးသွားပြီပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ချိန်ပြီးသွားပြီဆိုလို့ရှင်တော့တခြားလူနဲ့ကျွန်တော်တို့စကားပြောလုံးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အရင်ဆုံး viber လေးတော့ကိုတစ်ချက်ဝင်လိုက်မယ် viber လေးတော့ကိုတစ်ချက်ဝင်လိုက်မယ်ဗျဝင်ပြီးသွားပြီဆိုလို့ရှင်တော့ဒီနေရာမှာကျွန်တော်စာပို့လုံးမယ်ဆိုလို့ရှင်ဒီနေရာမှာကျွန်တော်ကမြန်မာလိုပဲမနေကောင်းလာတော့ကျွန်တော်ရေးလိုက်မယ်ဆိုလို့ရှင်ဒီမှာ င်းကောင်းလာလို့ဟိုဘက်မှာဒီမြန်မာလူပဲသွားပေါ်တာလေကျွန်တော်ကမြန်မာလူမပေါ်စင်ချင်ဘူးတခြားလူကျွန်တော်ပို့လိုက်တဲ့လူကျွန်တော်ဘက်ကမြန်မာလူရေးပေမဲ့တခြားဟိုဘက်မှာပေါ်မယ်ဆိုလို့ရှိရင်မြန်မာလူမပေါ်စင်ချင်ဘူးတကယ်လို့မှမြန်မာမြန်မာလူမပေါ်စင်ချင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာဒီပြောင်းပေးရမှာဖြစ်ပါတယ်ဗျတကယ်လို့ပြောင်းပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီအောက်ကဒီမှာကျွန်တော်ဝိုင်းပြထားတဲ့အနီလေးနဲ့ဝိုင်းပြထားတဲ့ဟာတွေကိုတစ်ချက်ရွေးပြလိုက်ပါဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့က ဒီဘာသာပြန်ရန်စွာကိုရှိပါတယ်ဗျအဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါအဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျော်လို့ကခြေဆုံးမှာမြန်မာထားပေးရမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့က